မင်္ဂလာပါဘုရားကွင်းသားနာစောင့်ရှောက်ရေးအဖွဲ့ရွေချက်နဲ့တန်တိတ်ထံများတင်းငញ្ញန်းကိုအခြေခံ၍အမျိုးဘာသာသာနာတည်တံ့ရေးအတွက်ကြိုးစားဆောင်ရွက်မည်နှစ်မီဒီယာစနစ်ဖြင့်ထေရဝါဒဗုဒ္ဓသာနာတော်တိုးတက်စီပင်အောင် ဆောင်ရွက်မည်သုံးအမျိုးဘာသာသာနာတော်ခုရုံးလို့၏မိမိကောင်းစားရေးအတွက်စော်ကားနှောက်ရက်ဖြည့်စည်းသူများကိုဖော်ထုတ်တားဆီးကာကွယ်မည်လေး မိမိခန္ဓာအသက်မငဲ့ွက်ဖဲနိဗ္ဗာန်တရားရရှိအောင်ကြိုးစားအထုတ်ရမှာဖြစ်တဲ့ကဲ့သို့အမျိုးဘာသာနာတော်အတွက်မိမိခန္ဓာအသက်မငဲ့ွက်ဖဲကာကွယ်တားဆီးကြိုးစားဆောင်ရွက်သွားမီရွယ်ချက်နဲ့တန်တိတန်ချပြီးတော့အမျိုးဘာသာနာအတွက်ဆောင်ရွက်နေပါလေဘုရားသခင်ဆောင်လိုက်မလိုက်ပြည့်နေညံလိုက်လက်စီကျော့ မြန်မာပြည်ကအခုစာကဘုရားလွယ်လွယ်လေးပဲပြန်ပြောရရင်ဒီတော့ဒီစဝန်ကြီးကပါဠိတော်နဲ့လာပါနဲ့လာလေပါဠိတော်နဲ့လာဒါနဲ့တခြားဖြစ်စင်မှာခန္ဓာဖြစ်စင်မှာခန္ဓာဖြစ်စင်ပါဗျာခန္ဓာဖြစ်စင်တော့ဒါကိုကြည့်နေတာကိုယ်ခန္ဓာကိုကြည့်ရတယ်မတူအောင်တန်းတူရမှာပါပါဗျာစာကတခြားကိုယ်ကတခြားဖြစ်ရမှာလားဟုတ်ပါဘူးဗျာမဟုတ်ဘူးနော်ပြန်ပြော စာနာချာကူကလည်းချပြမှာပါ။ဘာလို့အချာချာချာတော့မဟုတ်ဆရာတော်လေးနဲ့ပြိဿတမုတ်ပါတင်းတဲ့နေရာမှာတချို့ကစာရတာကအပန်းတော့အဲဘုံကြီးအောင်ဘောအောင်အပြန်လာအောင်အဲ့နေပြီးတော့မဟုတ်ဘူး။ဒုက္ခမောင်းတည်ရမယ့်အချိန်ကလူကအဝိဇ္ဇာနဲ့တဏှာလို့ကိုယ်နှုတ်ကဆိုပြီးမဲ့ဒုက္ခမောင်းတည်မှာအဝိဇ္ဇာကချမ်းမသိတာမသိတာပါဗျာ။ တဏှာတခြားလူကျင်တာလားမဖြစ်ပါဘူးဗျာဘာလို့ဘဝမှာလူကျင်တာရဲ့မတိတာရဲ့နေနေတာပါလားလို့ကြည့်ရတယ်ဘောပါလားအဲ့လိုမြင်ရမှာစာလို့ရပြီးတော့ဘုရားစာရတော့တခြားသားအခြေခံလားမဖြစ်ပါဘူးဗျာဒီကြောင့်ဒီမဲ့တခြားကြီးကပါခန္ဓာကြီးရမှာခန္ဓာကအဖြေမှန်ပြောခန္ဓာကအဖြေမှန်ပါဗျာစာက အခြေခံခန္ဓာကအဖြစ်မှာဟုတ်ပြီအဲ့ဒီစာနာပါလိတော်နဲ့တွားထားတော့သူတော်ကောင်းမှညံပြီးတော့အဝိဇ္ဇာကတခြားမသိတာကတခြားတဏှာကတခြားလူချင်းနာတခြားဖြစ်နေဒါဥစဉ်တရားတဘောကြီးဟောရင်ပြောရင်လည်းယောဂီတို့ရဲ့ဘယ်လိုပြောလဲတင်ကြားခြင်းနဲ့တည်ယူမှုရဲ့ဈာမချမ်းသာနေတယ် အလွန်ကြောက်စရာကောင်းတဲ့အချက်။ဒါကြောင့်လည်းဘုရားရဲ့တရားတော်ကိုလေပြီးစရာတော့ဘုရားမြန်မာလူမရှိမှန်းရှင်းနေရလား။ရှင်းနေတယ်။ဘုဟုစရာတော့ဘုရားရဲ့ဘုရားပိဋကတ်၃ခုနိဒေ၅ယောက်ဓမ္မခန္ဓာအောင်ရှိတော့လျော်ဟောဒီစာရပြည့်ချက်မှာချောင်းလိုက်တယ်လို့အဓိကတခြားရာတွေကနိဗ္ဗာန်ရောက်ရည်တာနိဗ္ဗာန်ရောက်ရည်ပါ။အေးဒီကတိ ီးရောဆက်ဖို့မဲရောဓမ္မအကြီးဆိုနိဗ္ဗာန်ရောက်ပြီဆိုနိဗ္ဗာန်အတူနိဗ္ဗာန်အမြင်အချာလာယူစီရမှာလူစီရပါအဲ့တော့တို့စားပြမတိရဲ့ဘဝမရှိနာရှိတာမတိရဲ့အကြောင်းတရားတွေ၈ပါးတော့ရှိတာရှိနေပြီးမှမဟုတ်ဒါမျိုးတော့ပြောခြင်းလဲမတိခွေးနဲ့အတိတ်ဘဝမလုံငန်းလုတ်ခဲ့တာလုတ်ခဲ့ပါဗျာလုတ်ခဲ့တဲ့ဆိုတော့ဘာမှမသိတော့အခုခန္ဓာကြီးမြန်လာလား ်ပါဘူး။အဲ့ဒီအလောင်းခန္ဓာကိုကြည့်ပြီးတော့ဘဝရှိမယ်လို့တို့မယုံအောင်လားယုံအောင်ပါ။ယုံပါပါဗျာ။အေးလူတွေကတော့အဖန်စင်းရှင်ကဖန်စင်းလို့အဖေနဲ့အမေကမွေးလို့ဂျမားကြီးကပြောလို့အလာကဖန်စင်းလို့မပြောနာပြောပါလား။ယုံပါပါဗျာ။ဒီကတော့ဘုဘုပြောရတော့တခြားလားအဖေနဲ့အမေကမွေးကမွေးလား။မွေးပါဗျာ။အချောင်းတရားတော့မရှိဘူးလား။ရှိပါတယ်။ ဟေးဒီပုဂ္ဂိုလ်ဖြစ်သောအကြောင်းနဲ့ခန္ဓာဖြစ်သောအကြောင်းမရှိမရှိရဲ့ဟုတ်ပါရဲ့အဲ့ဒါကအခြားလားဓမ္မလားဓမ္မဓမ္မနဲ့ဉာဏ်ကောင်းရင်အဖေမျိုးပဲဒီကောင်းရင်မပြုတ်မှုနဲ့မပြုတ်ခဲ့လည်းပြုတ်ခဲ့တာဟုတ်ပါရဲ့တို့တို့ဘဝမရောက်နိုင်လားဟုတ်ပါရဲ့ဘဝမှာလည်းခန္ဓာဘယ်နှပါလို့ပဲဒီမှာအုပ်စုတော့တုတ်တန်လို့ခဏတစ်ခုဖြတ်ပြီးပြောမှဒါပြေမှာဒါဟုတ်နေမှာဒီဒီပြိဿတမုပ္ပါဒီပြေနေမှုတင်မှာ အဲ့တော့ကိုသင်ပါဘူးသူကတုတ်ကံကိုပြောပါဆိုတော့သို့ဝိညာဏယောသာသယေနာသာသဝိညာဏပါဗျာတခြားလားခန္ဓာငါးပါးယုံနာနဲ့ပါလားသာသယေနာသူကဘောဓဘာဝရိကြတုတ်ကံနဲ့မရှိမှန်းရှင်းလားသာသယေနာသူကဓမ္မတွေကြောင့်ပြိမာလို့မပြောများပြောပါဘူးသာသယေနာသဘောပါရဲ့နော်အခုပြိမာနဲ့လည်းရှင်းရမလို့တုတ်ကံနဲ့မရှိမှန်းရှင်းလား ဘောဝီနီးနေအောင်မနေရနေတာတော့ဝီနီးအပြီးမှာဆိုတော့တကယ်တော့တခြားလားဟောဒီစဝိုင်းကြီးတန်ပြာဘယ်လိုမျိုးမဟုတ်လားဟုတ်လားဒီစဝိုင်းကြီးကဘယ်သူကရေးခဲ့တယ်ကျေးဇူးတော်ရှင်အပြီးတစားမဟာနတ်ဘာဂူရူဆိုပြီးဆိုကြည့်ကျေးဇူးတော်ရှင်အပြီးတစားမဟာရတ္ထဂူရူအဲ့ဒါမဟာပန္ဒီတာအပ္ပမဟာပန္ဒီတာ ဘုဘုဆရာတော်ဖျားကြီးကရေးသားရဲ့ဘာလို့ကြီးလာလဲပရိသတ်သမုဒ္ဒရာဆုံးမိုင်းဒိဋ္ဌနာဘယ်လိုကုန်ကြီးခဲ့လဲလေဘုံနဲ့ပြတ်ဖို့ဘယ်သူလိုရမလဲဘာမှရှင်ရဲ့အလိုရအဲ့ဒါလေးအလိုရမှာနော်ဒါကြံပြောပါဦးဒီစပိုင်းကြီးကဘယ်သူကကြီးခဲ့လဲကျေးဇူးတော်ရှင်ဘိဒ္ဓသာမဟာရထဘုရား ဧကမဟာတိုင်ဟိတာဘုဘောဆရာတော်ပြာဟိယာရေနောက်တော့ပြောဒီတော်ချင်းဒီကြာမဟာရထကူဒီလိုပါဒီလိုဆရာပြောတယ်ပြောမြာအခုဆရာတော်ပြာဟိရဲ့ညင်းနဲ့ဘွယ်ပါရှိရခေါ်ရမယ်ဘောအခုအရင်ဆုံးကဧကမဟာတိုင်ဟိတာဘောလားဒီထဲမှာဆိုဒီလိုရှင်ဘုဘောဆရာကလည်းပါတယ်ဧကမဟာတိုင်ဟိတာမပါဘူး ဟုတ်တယ်နော်အခုစင်းရဲ့ဆက်ရခြင်းမှာတော့ဦးစင်းချဲ့ထားတယ်ဘာလို့လဲဆိုတော့ကျင်းလို့ရှင်အဘိဓမ္မာရတ္တဘုရားနောက်ဆုံးရအမြင့်ဆုံးဘွယ်ဖြစ်တဲ့အတွက်ပုဂ္ဂိုလ်သူအမြင့်ဆုံးဘွယ်နဲ့ဂုဏ်ပြုတာမကောင်းလားကောင်းလားဒါနဲ့ဟိုအရှင်ရတဲ့ဘွယ်မှာထည့်အောင်လည်းထည့်အောင်ထည့်ရတာလေနော်အူဇေရမလုံးရဲ့ခွေရတော့မဟာတတမဇောတိကတ္တဇာနော်ခွေစီရမဟာမင်္ဂဓမ္မဇောတိကတ္တဇာအဲ ဖွဲ့စည်းတဲ့နိုင်ငံမှာဆိုနိုင်ငံတော်ကအရေးကြီးလားအရေးကြီးလားအရေးကြီးတာရှိရပေါ်လာတယ်။ကဲလို့ဆိုရင်ကပြန်ခေါ်ကြည့်မယ်။ခြေလူတော်ရှင်ဘိဓကမဟာရကဘုအကမဟာကန္တိတာဘုရားတော်ဘုရားကြီးပိဿာသမုပ္ပတ်ရေဝိမောဘုရားကြီးရဲ့ဆိုရင်ဆရာတော်ပြန်ပြန်ကြီးခဲ့တယ်လို့ပြီးပြီ။อืมပြန်ပြောမယ်ခြေလူတော်ရှင်ဘိဓက အဂါရမဟာတန်ဒီတာမိုးကိုဆရာတော်ဆိုင်ကြီးကရေးသားစီရင်ခဲ့ဘာကိုရေးရလဲဆိုတော့ပရိသာသမုဒ္ဒရာဆောဝိုင်းပြည်ကနာအင်းတို့ပုံနဲ့ဆိုတော့လဲပုံနဲ့အပြတ်ကိုဒုက္ခကောင်းကအချားဖြစ်နေတာလဲနေတာပါအဲဒါဒီပြတ်ပုံကိုဒုက္ခကောင်းကြီးမတွေ့ရဘူးနော်အဲဘုံမလို့ကြတော့ဒီမိုးဆောဝိုင်းရဲ့ဒီပုံစံဒီမှာတစ်ခုပေါ့ကွာ အဲ့မှာဒီမှာအပြာရောင်မှလည်းအဲ့လိုပဲအဆက်အောင်ကြီးတယ်ဒီမှာတကြီးလို့ရှင်နေမှာဘုံမအောင်ချလိုက်တယ်အဲ့ဒီမှာဘလို့အလိုကြလဲဘုရားရှင်ရဲ့အလိုကြောင့်ခဲ့လိုက်တယ်ဟမ်ဒီမှုမှန်းမှုကြီးကအဲ့မှာဘယ်ဘုံနဲ့ပြတ်ဘုံရဲ့ဒီစဝိုင်းထဲမှာအိမ်မှာဖြစ်တာကောင်းတယ်လူတော်ဝင်ပြီးဘုံအဲ့တော့လေဘုံပြတ်ဘုံပြန်ပြောလေဘုံပြတ်ဘုံပါဘုရားဘလို့အလိုကြ ဒီကိုကဒီကိုမတော်မပါဘူးအမှုန်တော်ထဲထားတယ်တင်းနဲ့ဆရာကမဟုတ်ဆရာတော်ပြည်အညူကြလားပြရှင်အညူကြလားအညူကြပါဘယ်လိုခရယ်စဝိုင်းတော်တခြားလုပ်ကြလားမဟုတ်ဆရာတော်ပြည်ရည်သားရတယ်ဘာပုံနဲ့ပါလေပုံနဲ့ပြညာမြို့ကြီးမြို့နဲ့ပြညာမြို့ကြီးမြို့နဲ့ပြဘာကြောင်တော့ဘယ်ဘယ်နဲ့ဘာနဲ့ဖြစ်ရမယ်ဝေဒနာနဲ့ခန္ဓာဆံက ဆရာတခြားနာထွက်လန်းလာဝိညာဉ်နဲ့တဏှာဈာကထွက်လာတယ်ညောဝိညာဉ်နဲ့တဏှာဈာကထွက်လာတယ်ဖြတ်ထားနေမှာစလောက်မှာဖြတ်ထားလာထွက်ထားအဲဘုရားဘုရားထွက်ရတယ်ဘေကြနဲ့ဘေကြတော့မယ်ဝိညာဉ်နဲ့တဏှာဈာက